ာသိမ်းပြီးကတည်းကဒီနွေဦးတော်လန်ရဲ့ကာလာတလျှောက်လုံးမှာတော်လန်ပြည်သူတွေနဲ့အတူတသွေးရဲတသားရဲရက်တည်နေပြီးတော့တော်လန်ဂီတနဲ့အတူခိုင်ခိုင်မာမာရက်တည်တော်လန်နေတဲ့ဂီတပညာရှင်တယောက်ဖြစ်တဲ့တယောဖို့ဆန်ကိုဒီတစ်ပတ်ရဲ့တွေးဆုံမိမြန်ကန်အစီအစဉ်မှာဖိတ်ခေါ်ထားပါရယ်။အာဆရာမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါညီမလေး။ဟုတ်ကဲ့ပါ။အာဆရာလက်ရှိအာဘာတွေလုပ်နေလဲဆရာရဲ့လှူရှားမှုလေးအရင်ဆုံးပြောပြပေးပါအောင်ရှင့်။အခုလက်ရှိတော့ဒီဟိုတကြံလေးနေပြီပေါ့နော်တကြံနေပြီဆိုတော့ဒီကိုတို့ဒီဟို ငါတို့တကြံပေါ့နော်ငါတို့တကြံပွဲလေးရှိပါတယ်အော်ဒီပွဲလေးကတော့ဒီဟိုတော်လန်ရေးဂီတသမားတွေပေါ့နော်ကဗျာပကြီးပြီးတော့အကပေါ့အားလုံးစုစည်းအားနယ်လုပ်တဲ့ဒီတကြံကာလမှာလွှင့်မယ် online concert လေးပေါ့နော်အဲ့ဒီ concert လေးကနေရတဲ့အကျိုးမြတ်ကဒီညမြေမှာရှိတဲ့ဒီငလင်တန်ခံပေါ့နော်မြောက်ခွဲစိတ်ခံပေါ့ခွဲစိတ်စေးုံပေါ့နော်ဒါလေးဒီဆောက်ဖို့အတွက်လုပ်နေရလေးရှိတယ်ပြီးတော့တခြား ဟိုဒီမှာတငယ်ချင်းနေနေဟိုတောင်ရင်တစ်ခုမှာပေါ့နော်တောင်ရင်တစ်ခုမှာညီကိုရီနဲ့ဒီတန်ချက်လေးကြီးလှုပ်ပေးနေရလေးရှိတယ်အပြီးတော့ကိုဟာတရောကိစ္စလေးပေါ့နော်တရောလေးလံလောက်တာလေးကြီးအဲ့ဟာလေးဒီလေဟိုတိုက်ရိုက်ချိတ်ဆက်နေရမျိုးလေးပေါ့လောလောဆယ်တော့အဲ့ဟာလေးကြီးတောင်းနေရရှိပါတယ် ဟုတ်ကဲ့ပါဆရာပြီးတော့အဲ့တော့အရင်ဆုံးမှာဗာမေးမလဲဆိုတော့ဒီတယောလေလံကိစ္စပေါ့နော်ဒီငလင်အတွက်ကိုကူပေးတယ်လို့သိရတယ်ဆိုတော့ဒီတယောလေလံပွဲလေးကိုစဖြစ်ခဲ့ပုံလေးဒါကြာဆိုလို့ရှင်လဲဒီတယောကဟိုအာနာစသင်ငယ်ကဆရာတို့ဒီဘက်ကိုမိသားစုလိုက်ထွက်ပြေးတိန်းဆောင်လာကြတဲ့ကအတူတူပါလာတဲ့ဒီဆရာရဲ့ဒီတန်မှုရှိတဲ့ပစ္စည်းလေးဆိုတော့ဒီဟာကိုလေလံတင်ရတဲ့လေလံတင်ဖြစ်သွားတဲ့အကြောင်းရင်းလေးရယ်အဲဒီဒီဟာလေးကိုပေါ့နော်ကိုဘလို့ရည်ရွယ်ထားတယ်ဘလို့စတင်ဖြစ်ခဲ့တယ်ဆိုတာလေးကိုအရင်ဆုံးပြောပြပေးပါဦးဆရာဟို အဲ့တရော်လေးအဲ့ရက်ကမမရရအဲ့မှာ recording သွင်းနေရပေါ့နော်သွင်းနေတော့အဲ့ဟို harmonica မှုန့်နေရတယ်တော့အရှိရာမှာရှိတဲ့ဟိုဟာ stand တစ်ခုအဲ့လိုလှုပ်ဘာဖြစ်တာလဲကွာမတရားရောက်ကလှုပ်လိုက်တာလားပြီးတော့မှမဟုတ်ငလင်လှုပ်တာ Facebook မှာ post တွေတက်လာအောင်တိုက်ကြီးတွေပြူနေရဟာအမှတတင်းတွေကတောက်လျှောက်တက်လာတာပေါ့နော်အမှလုံးဝခြေခွဲစရာတတင်းတွေလည်းအများကြီးတက်လာတယ်အဲ့တော့ဟိုဘာလို့ဘာလို့ကိုကဘာလို့ကမလဲပေါ့နော်ငါဘာလို့ပြီးလို့ရမလဲအရင်တော့ကတော့ ဟိုရေဘေးပေါ့เนาะရေဘေးဆိုလို့ရှင်မြန်မာပြည်မှာတော့ဆိုလို့ရှင်ဟိုရေဘေးဖြစ်တဲ့အခါမှာလမ်းဘေးမှာပေါ့เนาะကျွန်တော်တရောဘူးလေးဖွင့်ပြီးတော့တရောထိုးတယ်လမ်းတော်လမ်းလာတွေကနေတော့အများကြီးပေါ့เนาะအဲ့တရဆမမရ15သိန်း16သိန်းပေါ့เนาะအဲ့လိုမျိုးဖြစ်ချင်းပဲဟိုစိတ်ကနေပြီးတော့ဒီဖြစ်လာတယ်ဟိုစိတ်ထဲမှာရမ်းခံစားရတော့လုပ်ဒီဘက်ရောက်လာတော့ဟာငါဒီဘက်ရောက်နေပြီဘယ်လိုလုပ်ကမှာလဲဖြစ်နေတာအာစိတ်ကရမ်းဟိုစိတ်စိတ်ပြင်းပြရတဲ့အချိန်မှာရမ်းလုပ်လုပ်ချင်တယ်ဘယ်လိုမှလုပ်လည်းမရဘူး တော့ဘာလုပ်ရမလဲဆိုတော့ထပ်တလဲလဲစဉ်းစားတယ်အဲ့ညကလည်းဟိုဘလိုပြောရမလဲစိတ်မပျော်ဘူးအဲ့လိုလည်းမရဘူးဘလိုမျိုးဟိုလှိမ့်ဒီလဲနေအဲ့လိုအမေးလောက်မေးမိုးလင်းသွားနောက်ရကြတော့ဆုံးဖြတ်ချက်ချလိုက်တယ်လှုပ်လို့ရတဲ့ဟာဘာလဲဆိုတော့အဲ့မှာတရောရှိတာပဲဒီတရောဒီလေလံတင်ပြီးရောင်းလိုက်လို့ရှိရင်ရတဲ့ပတ်စံကိုအလှလို့ရတယ်ဆိုအဲ့ဟိုအဲ့ဖြစ်တဲ့ချက်ချင်းပဲဒါဟိုဒီထောက်အကောင့်ထဲပေါ်ပြစ်လိုက်တာပေါ့နော် ဟုတ်ကဲ့ပါဆိုတော့ဆရာဒီတရောလီလံပွဲလေးရနေပြီးတော့မှဘလောက်ထိထိထိရရောက်ကူညီပြီးသွားပြီလဲဆိုတာလေးလည်းတစ်ချက်ပြောပြပေးပါဦးရှင်အဲ့တော့လီလီလံတရောလီကဟိုအမေရိကန်ဒေါ်လာ6800ပေါ့နော်အဲ့ဒါနဲ့လီလံအောင်နေအဲ့လီလံအပြင်ကိုနောက်ထပ်တခြားဟိုဒေါ်လာပြည်သူတွေပေါ့နော်ချိုးတွေကဒီတရောလီကိုလီလံမဆွဲပြင်မဲ့လဲဒီတိုင်းပါဝင်မယ်ဆိုတော့သူတွေအားလုံးပေါင်းကို3900နီးပါးပေါ့နော်အတိအကျဆိုတော့ကျွန်တော်အာစည်ရင်းကတော့ကျွန်တော်ဟိုမကြခင်မှာ တော်တင်ဖို့ရှိတယ်ပေါ့เนาะတော်တော်များများကအခုဆိုရင်ဒါဒီစကိုင်းဘက်ကိုအာခေါင်းစဉ်မျိုးစုံနဲ့ဟိုဒီရရတဲ့လေလံရတဲ့ငွေကြေးတွေစီးစင်းနေနေတယ်ပြီးတော့အင်းလေးမန္တလေးပေါ့เนาะအဲအဲ့ဒီအပြင်ကျွန်တော်တို့ကျွန်တော်တို့ဒီရရကန်တော့အနှဲငယ်ပေါ့ဘာလို့လဲဆိုတော့ဒီအလူရှင်တွေရဲ့စိတ်ဆန္ဒအရာပြီးတော့ကျွန်တော်ကိုယ်တိုင်ရဲ့ဆန္ဒအရာပေါ့เนาะဟိုကျွန်တော်မေးတယ်အရာတယ်လောက်ပါဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီ တော်လိုင်းရေးကလည်းကျွန်တော်ပြီးဆုံးအောင်ဆက်လျှောက်ရမယ်ခရီးလမ်းဆိုတော့ဒီရဲ့ယာကိုင်းတုံးအနှင်းငယ်ပေါ့နော်အာဒီတော်လိုင်းရေးအဖွဲ့တွေပေါ့နော်တို့ရိတ်ခါဘူးနဲ့တခြားတက်ဖွဲ့တွေကိုလည်းစီစဉ်ပြစ်တယ်ပေါ့နော်အဲ့ဒီလိုပဲဒီ CDM တွေပေါ့နော်ဒါကျွန်တော်မေးရထားလို့မရတဲ့သူရဲကောင်းတွေပေါ့နော်ဒီငလင်းမှာဆိုရင်ကျွန်တော်တို့ဟိုအိမ်ပြိုသွားတယ် CDM တွေဒီတာစုဝင်တွေရှိတယ်အဲ့လိုပဲဟိုအများကြီးပဲပေါ့နော်ဒါဓာရီကိုလည်းကျွန်တော်တို့ကမေးရထားလို့မရဘူးဒီအတွက်ကိုလည်းဟိုရာဂိုင်းလုံးတစ်ခု ိုသွားဖြစ်တယ်။ဟိုဒီပမာဏအများကြီးတော့မဟုတ်ပါဘူး။ဒါပေမဲ့ရတဲ့ဟာနဲ့ကျွန်တော်တို့ဟိုထိထိရောက်ရောက်နောက်တော့အသက်ဆုံးချောင်းလာရဲဘော်ရဲ့မိခင်ပေါ့နော်မိခင်တယောက်ဆိုလို့လည်းကျွန်တော်အဲ့လိုမျိုးပေါ့ဒါမြန်တို့ဂုံပြုကတော့တယ်ပေါ့နော်ဒါအရန်ကိုအမေအဲ့အနေမှာအဲ့အမေကသူအရန်ကိုသူကျင်တတ်တယ်ပေါ့အန်တီကလို့ဟိုသူရဲ့ကောင်းရဲ့အမေပါလို့ဟိုကိုကိုကိုဂုံယူပေးပါဆို ဒါလေးကရောတဲ့အချိန်မှာအဲ့ဒီအရန်ပျော်သွားတယ်ပေါ့နော်ဟိုကိုတော့ဒီဘက်ကနေမျက်ရည်ဝဲရတယ်ပေါ့နော်ဟိုဒီလိုမျိုးလေးတွေလည်းလုံးဖြစ်ခဲ့ပါတယ်ဒီရရတဲ့ပတ်စံ ဟုတ်ကဲ့ပါအခုဒီအာနာသိမ့်ပြီးကြရဆိုလို့ရှိရင်ဒီမြမအတာတကြံကိုမစင်ရွေးရတာဆရာတို့အာကျမတို့လိုဒီတော်လန်ပြည်သူတွေအတွက်ဆိုလို့ရှိရင်လေးနှစ်တာကာလဖြစ်ပြီပေါ့နော်ဆိုတော့ဒီဒီတင်းကြံအတွက်မှာဆရာတို့ဒီငါတို့တကြံဆိုတဲ့ပွဲလေးကိုလည်းလုပ်ဖြစ်တယ်ဆရာတို့တောင်းရင်သူ့ဘူးမှအဖွဲသားတွေရောဆရာကိုယ်တိုင်ရောပေါ့နော်ဆိုတော့ဒီဟာလေးကိုအာဝင်ပါဝင်ဖြစ်ခဲ့ပုံလေးရယ်ပြီးတော့ဒီငါတို့တကြံပွဲကိုလုပ်ဖြစ်ခဲ့တဲ့ရွေချက်လေးပေါ့နော်ဒါလေးကိုလည်းအခုနပြောပြသွားပြီဆိုတော့မြတ်ဒီမှာတစ်ချက်ပြန်ပြောပြပေးပါဦးရှင့်အော်အဲ့တော့ ငါတို့တကြံကိုလုပ်ဖို့ပေါ့နော်ဒါသည်အရင်လကလေးကနေပြီးတော့နော်အရင်လတလဟုတ်အဲဒါဟိုမိချစ်ပေါ့နော်မိချစ်ကလာပြီးတော့တောင်းတစ်ခုမှအနေနဲ့ပေါင်းပေးနိုင်မလားဟိုဟိုသူတို့ပြောတဲ့ရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်တိတ်ကောင်းတယ်ဒီကပထမတစ်ချက်ကတော့ဒီတော်လိုင်းရေအင်အားစုတွေဒါစူးစီးပြီးသားပေါ့နော်စူးစီးအားတစ်ခုဖြစ်မယ်နောက်တစ်ခုကဒီကရတဲ့ငွေကြေးတွေအကုန်လုံးဒီ လူအသက်ကြီးတာပေါ့ကျွန်တော်တို့နော်အညာဒေတာမှာရှိတဲ့အာခွဲစိတ်ခံပေါ့နော်ဒါဒီအသက်ကြီးတဲ့ဒါနပေါ့နော်ဒီအတွက်အဲ့နှစ်ချက်နဲ့ဟိုကျွန်တော်တို့ကလုံးဝပါမယ်အခုလဲဒီတောင်းရင်တစ်ခုမှကနေပြီးငါတို့တချံမှာဒီတကယ်မြန်မာအရသာစစ်စစ်နေပေါ့နောက်ထပ်ဒီတာပုံစံတစ်မျိုးပေါ့နော်ဟိုရတဲ့ကိုရတဲ့ဒီတချင်းအပုတ်ရေနဲ့ကောင်းအကောင်းဆုံးကြိုးစားဖန်တီးပေးထားတယ်အဲ့လိုပဲတခြားသောငါတို့တချံရဲ့ပါဝင်တဲ့အဖွဲ့တွေ ကပြာတခြင်းပကြီးအကပေါ့နော်ပြီးတော့အခြားသောအတင်းနေပေါ့နော်အရန်ကိုသူတို့အရန်ပင်ပန်းကြရတယ်ပေါ့နော်ပင်ပန်းနေကိုကမြင်နေရတာကိုမျက်စိရှိမှာဟိုနောက်ကျတော့ငလျင်ဖြစ်သွားတော့ဟိုလက်မှတ်ရောင်းအားတော့အနှဲငယ်အနှဲငယ်မို့တော်တော်နည်းသွားတာပေါ့နော်ဒါအခုလက်ဖြန်ဆိုလို့ရှိရင်ငါတို့တကြံပွဲစပြီးကြည့်လို့ရတော့ပေါ့နော်လက်မှတ်ရောင်းအားတွေလည်းလောစေတော့နည်းနည်းချင်းစီတော့တက်တက်လာတယ်ဒါပေမဲ့ဟိုလက်မှတ်အဆောင်ကြီးက အာ1500နဲ့2000အဲ့လောက်ရောင်းရမှာပဲကျွန်တော်တို့လူကြီးနဲ့ကွဲစိတ်ခံကတည်ဆောက်နိုင်မှာပေါ့နော်ဆိုတော့လေဒီကြံပွဲလေးကိုလည်းလက်မှတ်လေးကိုဝယ်ယူအားပေးစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ promotion ဆင်းတာပေါ့နော်ဟာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဟိုဒီဟာလေးတည်ဆောက်နိုင်ပြီဆိုရင်ကျွန်တော်တို့ကြံပွဲလေးလည်းကြည့်ရင်လည်းလူအသက်တွေလည်းကယ်ပြီးသားဖြစ်တာပြီးတော့ကျွန်တော်တို့ပင်ပန်းနွမ်းနေနေတဲ့ကျွန်တော်တို့စိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကျွန်တော်တို့ဒီကြံကာလမှာကျွန်တော်တို့ track join နဲ့ဒီတခြားအမှုပညာရက်တွေနဲ့ စိတ်ကိုတက်တောင့်တက်တာတခုနေရာလေးတခုရစီဖို့ရွယ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါဒီအချက်လေးအရင်ကောင်းတာပဲเนาะဆရာဟိုဆိုတော့နောက်ထပ်သိချင်တာဆရာကလက်ရှိမှာဒီထိုင်းနိုင်ငံမဲဆောင်မြို့မှာ join house ဆိုတဲ့ဒီစာသင်ကျောင်းလေးရယ်ပြီးသွားလို့ရှိရင်ဒီထိုင်းအစိုးရအကြောင်းလေးမှာလည်းပညာသင်ကြားနေရလို့သိရတယ်ဆိုတော့ဒီအကြောင်းလေးတစ်ချက်ပြောပြပေးပါအောင်ဆရာဟို join house ကတော့ဟိုဒီ community center လေးတစ်ခုပေါ့เนาะတကယ်ကိုကောင်းတယ်ဘာလို့လဲဆိုတော့ join house ကိုရောက်ပြီဆိုတာ ਨੇ စိတ်ရဲ့လုံခြုံမှုကိုရရှိတယ်။ဘာလို့လဲဆိုတော့ဒီကိုစရောက်တဲ့အချိန်မှာစိတ်ပိုင်းဆိုင်ရာရပါတော့မလုံခြုံဘူး။အဲ့ဒီလိုပဲတခြားသောမလုံခြုံမှုတွေပေါ့နော်စိတ်မချရမှုတွေရှိတယ်။ဒါပေမဲ့ joint house ဒီလာသမျှဒူရန်ကိုလုံခြုံသွားအကျိုးဆိုပေးတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုခံစားရတယ်။ joint house ဟိုရောက်ပြီဆိုတာ ਨੇ ဟိုလုံခြုံစိတ်ချရတဲ့ environment တစ်ခုရောက်တယ်လို့ခံစားရတယ်။အာတရောအသင်ဖြစ်တယ်ဆိုတာလည်း ဒီတောင်ရင်တခုမှာပေါ့နော်တကဟိုတငယ်ချင်းပဲအဲသူကနေပြီးတော့ဟိုမိတ်ဆက်ပေးတာမိတ်ဆက်ပေးတော့အဲ့တော့ကျွန်တော်ကဟိုဟိုဒီရောဘုဆန်ပေါ့နော်ဒီကျွန်တော်ထိတာလေးကြည့်ပါမယ်အဲ့မှာစပြီးတော့ဟိုတင်ပြစ်သွားတယ် join house မှာဒီဒေါကတဲ့စကန်လို့ဘာလို့ကိုလေကျွန်တော်တို့ join house ကနေပြီးတော့သွားပြီးတော့ကျွန်တော်တို့ join တဲ့ဒီပညာရက်တွေပေါ့နော် sharing လောက်တာတွေဟိုတီကက်ဖြောပြေမှုလောက်တာတွေလည်းရှိပါတယ် အဲသူရအကြောင်းနေကိုလည်းဒီဟို chain house အနေနဲ့ပေါ့နော်ဟိုသွားပြီးတော့တင်ပေးပြစ်တယ်ဟိုတစ်ဘက်ကိုတရက်ဘုံနှစ်ရက်ပေါ့နော်ဒါကတော့သူတို့အကြောင်းနေမှာဒီလိုအပ်နေတဲ့တချို့တော့မကီတာပကြီးပေါ့နော်ဒါကိုလည်း chain house အနေနဲ့ partner လုပ်ပြီးတော့အဲ့မှာဟိုခမေသွားတင်ပေးတဲ့ program လည်းရှိပါတယ်ဟုတ်ကျွန်တော်ကတော့အဲ့ဒီဘိုင်းဒီမှာခုထိလည်းဟိုတက်နိုင်တဲ့လောက်ပါဝင်နေသေးဖြစ်ပါတယ် ုတ်ကဲ့ပါဆိုတော့ဒီဆရာနာသိန်းတဲ့ကာလတစ်လျှောက်မှာဒီအာနာသိန်းအဲထားရအောင်တော်လန်တဲ့ပြည်သူတွေနဲ့အတူတူအဲဒီမှာဒီဒေဟောင်ထပ်ပြီးတော့မှဒီစစ်ပေးပြင်ကလင်ပေးပါထပ်ပြီးပေါင်းပြီးခန်းစားနေရတဲ့ပြည်သူတွေရှိရယ်ဆိုတော့ဒီဟောင်မှဆက်ပြီးတော်လန်တော်လန်နေရတဲ့လူတွေရှိတယ်ဆရာဆိုလို့ရှိရင်လည်းဒီဂီတာလက်နက်တခုဖြစ်တဲ့ဒီတရောကိုလက်နက်တခုအဖြစ်အသုံးချပြီးတော်လန်နေရပေါ့နော်ဆိုတော့ဒီတခြားတော်လန်နေလူငယ်တွေအတွက်ဆိုလို့ရှိရင်ရောဆရာအနေနဲ့အားပေးစကားပေါ့နော်ပြီးတော့ဒီလမ်းကြောင်းမှာအခုချိန်ဒီအားလုံးတူတူရည်တည်နေဖြစ်တဲ့အဲလူငယ်တွေကိုဆရာ စိတ်ခွန်အားဖြစ်စေမဲ့စကားလုံးလေးပြောပြပါအောင်ရှင်ဟုတ်ကျွန်တော်တို့တော်လိုင်းဟိုတော်လိုင်းသမားပေါ့เนาะသူများတွေတတ်မှတ်ကြတယ်ပေါ့နော်ကျွန်တော်တို့ဒီကာလမှာအရင်တော့ကကျွန်တော်တို့ရဲ့ဘဝတွေပေါ့နော်ကျွန်တော်တို့လူငယ်တွေအကုန်လုံးရဲ့ဘဝတွေရေရိုးရှင်းရှင်းလေးပဲကျွန်တော်တို့ပညာတွေသင်မယ်ညဝေမယ်အလုပ်တွေလုပ်ကြမယ် เนาะဒါဒီဒီလိုဖြစ်လာတဲ့အားလုံးကတော်လန်ရေးထဲမှာပါဝင်လာရရတယ်ပေါ့เนาะဟိုမတရားမှုကိုလက်မခံတဲ့လူငယ်တွေပေါ့เนาะလူလူကြီးလူငယ်လူကြီးတွေပေါ့ဒါပေမဲ့လူငယ်လူငယ်တွေကိုဒီကပါဝင်လာကြတဲ့အချိန်မှာစစ်ကောင်စီကိုလည်းကျွန်တော်တို့ကတိုက်ရတယ်အဲ့ဒီလိုပဲခါတလေကြရင် ကျွန်တော်တို့ဟိုမထင်မှတ်ထားသော စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကလည်းကြုံရတယ်ပေါ့နော် အဲကျွန်တော်ကတော့ဟိုကျွန်တော်တငယ်ချင်းကိုပြောပြအရင်တော့အဲ့လိုကျွန်တော်မှဟိုဂျန်သူတိတ်မရှိဘူးเนาะကျွန်တော်ဒီတော်လိုင်းဟိုတကယ်ကိုတထဲဝင်ဝင်လုံးတဲ့ချိန်မှာရန်သူဆိုစစ်ကောင်စီဘက်ကမဟုတ်เนาะကျွန်တော်အဲ့လိုမျိုးရန်သူတွေတောင်ရှိလာเนาะအဲ့တော့ဘာဖြစ်လာလဲဆိုတော့ကြာလာတော့အဲ့လိုမျိုးကျွန်တော် အမျိုးမျိုးသောဒီတိုက်ခိုက်မှုတွေလည်းကြုံပေမှုတွေနောက်ကျတော့စိတ်ကဘာဖြစ်လာတော်လိုင်းကာလာလည်းကြာလာ ျွန်တော်ရဲ့ဘုံရံသူကစစ်ကောင်စီဒါပေမဲ့ကျွန်တော်တို့မှခြားအာတွေကြောင်းတယ်အာယုံအာယုံနောက်ကတယ်အာအလုံးထက်တူခံစားရမယ်လို့ကျွန်တော်ယူအဲ့တော့ကျွန်တော်တို့ကစိတ်မာမရမယ်ကျွန်တော်တို့ကျွန်တော်တို့ဘုံရံသူကစစ်ကောင်စီပဲနော်ကျွန်တော်တို့နိုင်ငံလွတ်မြောက်ဖို့ကျွန်တော်ဒါစီကျွန်တော်တို့ရဲ့အချိန်မှချက်ကြားထဲမှာတော့ကျွန်တော်တို့စိတ်ကိုမာမာထားရမယ်ဟိုကျွန်တော်တို့ရက်တီချက်အတိုင်းခိုင်ခိုင်မာမာဆက်ချောက်ဖို့လိုတယ်ကျွန်တော်တို့ line မှာရေးနေကြတယ်နားပါလေ နားနားကျင်ခဏနာပေါ့နော်နားကျင်ခဏနာဒါပေမဲ့အဆုံးထိသွားမယ်နော်မောရင်ခဏနာဟလာလုံးဝတော့မရက်ပြစ်လိုက်ပါနဲ့ဟုတ်ခတ်မှာမှာပဲကျွန်တော်ဆက်သွားကြဟုတ်ကဲ့ပါဆရာနောက်ဆုံးအနေနဲ့ဒီအခုဆိုလို့ရှိရင်လေဒီမြန်မာအတာအတင်းကျန်နှစ်ကူကာလာပေါ့နော်ဆိုတော့နောက်ဆုံးအနေနဲ့နှစ်သက်စုမွန်တောင်းလေးရဲ့ပြီးတော့ဆရာဆီကနေဒီဖြည့်ဆွပြောချင်တာလေးရှင်ပြောပြပါဦးရှင်နှစ်သက်တိုင်းနှစ်တိုင်းပေါ့နော်တကြံကာလာမှာကျွန်တော်တို့စုတောင်းကြရတာ ော်ဆူတောင်းနေတင်ပါနှစ်ဟောင်းကအငြိအကြီးတွေဒါတွေကကျွန်တော်တို့အခုတော့ကျွန်တော်တို့ဒီလိုဆူတောင်းခဲ့တဲ့နှစ်တွေပေါ့နော်2021ကနေစပြီးဒီနှစ်မှာလည်းဆက်ပြီးဆူတောင်းအောင်ဆူတောင်းနေဟိုဆူတောင်းလို့ကျွန်တော်အလုပ်လဲလုပ်ကြမှာပေါ့နော်ကျွန်တော်အလုပ်တွေလုပ်ကြမှာဒီကြောက်ကကျွန်တော်တို့ရဲ့နိုင်ငံဒီအမြန်ဆုံးလွတ်မြောက်အမြန်ဆုံးလွတ်မြောက်ပါစီပေါ့နော်အမြန်ဆုံးလွတ်မြောက်ပါစီကျွန်တော်တို့ဟိုကောင်းတဲ့စနစ်တစ်ခုနဲ့အမြန်ဆုံးပြန်ပြီးတော့ နေထိုင်ကြပါတယ်နေထိုင်ပြရသူတွေလည်းဆူတောင်းပါတယ်စနစ်မကောင်းတဲ့အတွက်အုတ်ထုတ်တဲ့လူတန်းသားရဲ့စိတ်ဓာတ်အောက်တန်းကျပြီးစနစ်မကောင်းတဲ့အတွက်အခုဒီငလျင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေကတချို့သောအသက်တွေဒီဟိုပမာဏတစ်ခုဒီအဲ့လောက်အများကြီးဖြစ်သွားကြမလို့ပါဘူးသူတို့ဒီဟိုပေါ်မှာတိချာစနစ်တကြနဲ့မလုထားဘဲနဲ့ ဟိုတခြားသောအရာတွေကျွန်တော်တို့ပြည်သူကိုတတ်ဖို့နဲ့တခြားသောအရာတွေဒါအာယုံတွေစိုက်နေကြတဲ့အတွက်ဒီလိုလူဒန်းစားတွေနဲ့ကျွန်တော်တို့ဒီလိုလူယုံမာတွေနဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကအမြန်ဆုံးအဲ့ဒီလူယုံမာတွေဘေးကနေအမြန်ဆုံးကင်းဝေးပြီးတော့ကောင်းမွန်တဲ့စနစ်နဲ့အုပ်ချုပ်တဲ့အစိုးရနိုင်ငံတစ်တစ်ခုကိုအမြန်ဆုံးရပါသေးလို့ကျွန်တော်ဒီကနေ့ဆုတောင်းပေးပါရစေ။ ဟုတ်ကဲ့ပါဆရာပေးတဲ့စုနဲ့ဒီအားလုံးကိုစားဒီတော်လန်ပြည်သူတွေကိုစားပေးတဲ့စုနဲ့ပြပါစေလို့ဒီကနေပြောလိုက်ပါတယ်ဆရာကျေးဇူးအများကြီးတင်ပါတယ်အခုလိုမအားတဲ့ကြားကနေပြောမှအာပါဝင်ပေးလို့ဆရာကျေးဇူးအများကြီးတင်ပါတယ်ရှင်ဘေးပါနော်ဟုတ်ကဲ့ပါ